ောင်နှောင်ခရိုင်အတွင်အချမ်းမတ်စီးနှင်းတိုက်ခိုက်မှုပြုလုပ်ရန်ထပ်မံကြံစီမှုအားဖော်ထုတ်တားဆီးနိုင်ငံကြောင်းနိုင်ငံတော်တိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှမလ23ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်သတင်းထုတ်ပြန်ချက်အရဘူတီတော်မျိုးနဲ့တောင်ပသာနယ်မြေတင်းမြေကြီးအနီးမှာမတင်ငါဝဲလူတစုရောက်ရှိနေကြောင်းသတင်းအရမလ9ရက်နေ့ညနေ4:00မိနစ်20ကနေကြသောရဲတပ်ဖွဲ့ဝင်များကတွားရောက်ရှင်းလင်းရာကြေးရအနီးရှိရှင်မြောင်အတွင်းမှာဒူနေအတဲကြီးတစ်လုံးအသေးသုံးလုံးတို့တွေ့ရှိသဖြင့်ဆက်လက်ရှာဖွေခဲ့ကြောင်းနဲ့အနီးပတ်ဝန်းကျင်မှာရောက်ရှိနေတဲ့ အတင်းကားသူနှုတ်ဦးနဲ့မာမတ်စူပိုင်ကိုဆက်စည်းမေးမြန်းရာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေထိုင်တဲ့ဦးလေးဖြစ်သူနဲ့တရားမဝင်ဘင်္ဂလားဆင်ကပ်ဖြစ် ဖုန်းဆက်ရန်ဖုန်းလိုင်းမီဒီမက်စလီကုန်းတို့တွားရောက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးတရှိရတဲ့အတွက်ပို့ကုန်သွင်းကုန်ဥပဒေနဲ့အရေးယူဆောင်ရွက်ထားကြောင်းသိရပြီးအဒူလာမင်ကိုစစ်ဆေးပေါ်ပေါက်ချက်အရသူဟာအကြမ်းမတင်နန်းတာဖြစ်တယ်ကိုသိရတယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တင်းမီကြီးရတင်းမီသုံးရက်ကွက်နေရွာခန့်ကျောင်းဆရာမဆောင်းဟာကြီးကမ်းမြင့်အကြမ်းမဖြစ်စဉ်တွင်ပါဝင်ပသက်ခဲ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတင်းရှောင်သွားပြီးအကြမ်းမတ်တင်နှံများတက်ရောက်ခဲ့ကကုလူပါလောင်ဒုက္ခသည်စခန်းမှာနေထိုင်သူ9ဦးကိုအကြမ်းမတ်တင်နှံပို့ချရန်2018ခုနှစ်ဖေဖော်ဝါရီလဒုတိယအပတ်ကဘူတီတောင်မြို့နယ်တင်းမီကျေးရွာသို့ခေါ်ဆောင်ခဲ့ကြောင်းသိရပါတယ်။မဆောင်းဟာတင်းမီ၃ရက်ကွက်နေရော်ဖီရှောင်ရှူအားလောင်မလဝီအဒူကော်ရင်မလဝီမာမောက်ခေါ်ဤနစ်တို့နဲ့တွေ့ဆုံပြီးသူတို့လူမျိုးတွေရဲ့လူခွင့်ရင်းနဲ့ပြောဆိုခွင့်များပြန်လည်ရရှိအောင်ကျမ်းပတ်တောင်းဆိုရမည်ဖြစ်ကြောင်းတောင်းဆိုရရင်လူတိုင်းပါဝင်ရန်တောင်းရင်ရှိကြောင်းတရားဟောပြောခဲ့ကြောင်းနဲ့ ထို့သို့ဟောပြောခဲ့သဖြင့်မော်လဝီအဒူကော်ရင်နဲ့မော်လဝီမာမောက်ခေါ်အီနီတို့ဟာကျေးရအတွင်ငွေကြေးတက်နိုင်သူများထံမှတင်နှံပို့ချရာတွင်ကုန်ကြမ်းမီငွေများကိုပံ့ပိုးရမည်ဟုဆိုပြီးအဘူလာရှိန်ရာမန်မော်လဝီအီဆုနူရာမိန်မော်လဝီမာဆောင်မာမော်ရော်ဖီဇာဘေရော်ဖီမော်လဝီလော်ဒီမော်လဝီနူရူလာမိန်မလဝီအဒူကော်ရင်တို့အပြင်အခြားသူများထံမှငွေကြေးများလက်ခံရယူခဲ့ကြောင်းလည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီနောက်တနန်းသားတအူးကိုတနေ့ထောက်ပံ့ငွေကျပ်၃000ပေးပြီး ရိုဟင်ဂျာနိုင်ငံထူထောင်ရန်တက်ညီလက်ညီတိုက်ပွဲဝင်ရမည်ဟုရော်ဖီနှင့်ရှောင်ရှူအားလောင်တို့ကပြောဆိုစည်းရုံးခဲ့သဖြင့်တင်နန်းသား36ဦးရရှိက2018ခုနှစ်မလာတရနေ့မှာဖွင့်လှစ်တင်ပြပေးခဲ့ကြောင်းလည်းသိရပါဗျ။တင်နန်းဖြစ်မြောက်ရေးအတွက်ရော်ဖီ၊ဟာဘတ်စီယာ၊ရှောင်ရှူအားလောင်တို့ကတင်နန်းသားများစုဆောင်းပေးခဲ့ကြပြီးနိုရာမိန်၊အဘူလာရှိန်တို့ကငွေကြေးထောက်ပံ့ခဲ့ကြောင်းစစ်ဆေးပေါ်ပေါ်ခဲ့သဖြင့်ဖမ်းဆီးရမည်သူအဒူလာမိန်နဲ့ ပေါင်းပါများကိုမတရားသိမ်းအပ်ဥပဒေဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။အဒူလာမင်အင်းထွက်ဆိုချက်အရငွေကြေးထောက်ပံ့သူနိုရာမင်အဘူလာရှိန်နှင့်တင်နန်းသားနူရိုအာမင်တို့ကိုမလ14ရက်ညနေ3နာရီကျော်ကသူတို့ရဲ့နေအသီးသီးမှာဖမ်းဆီးရမိခဲ့ပြီးအချောင်းငွေကြေးထောက်ပံ့သူတွေဟာတင်းမီရွာမြောက်ဘက်တဝိုက်တောင်ကုန်းနေမှာရှောင်းတိန်နေကြောင်းသိရှိရတဲ့အတွက်တမတော်နဲ့နေသားသောရဲတပ်ဖွဲ့ဝင်တွေကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ မလ19ရက်နေ့ညနေ4နာရီခွဲကအတင်းအဝဲရလူ73ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးမတရားအတင်းအဥပဒေနဲ့ညှီဆုံမှုရှိမရှိစစ်ဆေးလျက်ရှိရာမတင်ငါတရားခံ73ဦးအနက်ဆော်လီမူလာအဒူရော်ဂိန်းကေဖာဒူလာမာမောက်အဒူဆလန်အဒူရော်ရှိတို့6ဦးမှာအကြမ်းဖက်တင်တဲ့တယောက်နေသူများဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပြီးကြမ်းခွနဦးကိုဆက်လက်စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြမ်းဖက်တင်တဲ့တယောက်တွေကိုကုခန့်ပညာအခြေခံစစ်ပညာကျမ်းမာတိုက်ခိုက်ရေးတင်နာများပို့ချကြောင်းတင်နန်းပြီးပါကရွာတင်းပြန်လည်နေထိုင်ပြီး လိုအပ်ပါကမဆောင်ရဲ့အစီအစဉ်ဖြင့်တစ်ဖက်နိုင်ငံမှလက်နက်များယူဆောင်တပ်ဆင်ပေးကလုံခြုံရေးတပ်ဖွဲ့စခန်းတွေကိုအကြမ်းဖက်စီးရင်တိုက်ခိုက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရတယ်လို့သတင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အကြမ်းဖက်စီးရင်တိုက်ခိုက်မှုကြံစည်သူတွေရဲ့ဝန်ခံပြောကြားချက်အရအကြမ်းဖက်တင်နန်းလေးကျင်းရ training ground များကိုတင်းမြေကြီးရအမြင့်ပေါ်ကြီးရရင်းမကြောက်တော်ကြီးရအင်းချောပတနာကြီးရစသည့်နေရာလေးနေရာတွင်ဖွင့်လှစ်ရန်ကြံစည်ခဲ့ခြင်းဖြစ်ပြီးပထမဆုံးစတင်ဖွင့်လှစ်ခဲ့သည့်တင်းမြေကြီးရတွင်ပေါ်ထုတ်တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံတော်တိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီရဲ့ တရင်ထုတ်ပြန်ချက်အရသိရပါရယ်